မျော်လင့်ထားသလောက်ဖြစ်မလာပေမဲ့ဆန်ချိုလိုခွတ်ဆောင်မခုတ်ပဲ professional ဆန်ခဲ့တဲ့ဂုံကြီးအန်တိုနီပရိသတ်များအားလုံးမင်္ဂလာပါများ Manchester Force ကနေအားလုံးကိုပြန်လည်ချိုလိုက်ပါရီအန်တိုနီရောဆန်ချိုရောနှစ်ယောက်စလုံးဟာ Man U ကိုပြောင်းရွှေ့ခြင်းအများကြီးနဲ့ရောက်လာခဲ့ကြပေမဲ့မျော်လင့်ထားသလောက်ချင်းစွမ်းမပြတာနိုင်ခဲ့ကြပါဘူးအဲဒီနောက်နှစ်ယောက်စလုံးအသင်းကနေအငှားထွက်ကစားခဲ့ရပါရီဒီနေရာမှာကွာခြားသွားတာကသူတို့နှစ်ယောက်ရဲ့စိတ်ထဲပိုင်ပါပဲအန်တိုနီကဘယ်နေရာမှာဘယ်အချိန်မဲဖြစ်ဖြစ်မန်ယူနဲ့ပတ်သက်တဲ့အကြောင်းတွေတစ်ခုမှမပြောပါဘူး ်ဆန်ချိုကတော့တန်အန်နဲ့ပြဿနာတက်ပြီးခဲ့တဲ့ကမန်ယူအသင်းကိုတောင်းလျှောက်တိုက်ခိုက်နေပြီးခွဆောင်းခုန်နေပါတယ်။ဒါကအန်တိုနီက professional ဆန်နဲ့စိတ်သက်ရှိတဲ့သူဆိုတာပြသလိုက်တာပါပဲ။ professional စိတ်သက်ဆိုတာကစားမတယောက်အတွက်နောက်ပြီးအသင်းအသင်းအတွက်ဘလောက်ထိအရေးကြီးလဲ professional စိတ်သက်မရှိကြတဲ့ကစားသမားတွေအသင်းမှာရှိနေရင်အသင်းကိုဘာတွေထိခိုက်စေနိုင်မလဲ။အန်တိုနီက2022ခုနှစ်မှာအိုင်ယက်ကနေပေါင်85အသက်နဲ့မန်ယူပြောင်းရွှေ့လာခဲ့ပြီးပရီးမီးယားလိမ်မှာ83ဝဲကစားပြီးစင်ကို9ခုနဲ့ဂိုးဖန်နေမှု3ချိန်သာရရှိခဲ့ပါတယ်။ ဒါဟာသူ့ရဲ့ပြောင်းရွှေ့ခြင်းနဲ့ထိုက်တန်မှုမရှိတဲ့စွမ်းဆောင်ရည်မျိုးဖြစ်ခဲ့ပါရင်ဒါပေမဲ့အန်တိုနီဟာမန်ယူအသင်းနီးပြဓမ္မမုံအသင်းပေါ်တွေကိုလူသိချင်းကြားဝေဖန်တိုက်ခိုက်တာမျိုးတွေဘယ်တော့မှမလုပ်ခဲ့ပါဘူး။သူက2024ရာသီမှာဘက်တစ်ကိုငှားထွက်စားခဲ့ရပြီးခြေစွမ်းကောင်းနေပြသနိုင်ခဲ့ပါရင်ဒီကာလတွေအတွက်ပါလဲဂျိုမထောင်မဲအသင်းကိုလေးစားတဲ့သဘောထားပြသခဲ့ပါရင်စန်ချိုဟာ2021ခုနှစ်မှာဒေါ်မွန်ကနေပေါင်83သန်းနဲ့မန်ယူကိုရောက်ရှိလာခဲ့ပါရင်ပေးမြလေးမှာ58ပွဲကစားပြီး6-6နဲ့6-6ဖန်တီးမှုသာရရှိခဲ့ပါရင် ဒါဟာသူ့ရဲ့ဒေါမမှာပြသခဲ့တဲ့ထူးချွန်မှုနဲ့တိုင်းရှင်ပဲဆိုရင်တမန်အစင်တန်းမျိုးမတော်ရှိမနေခဲ့ပါဘူး။စန်ဂျိုဟာ2023ခုနှစ်မှာတိုင်းနဲ့ပြဿနာတက်ခဲ့ပြီးနီးပြရဲ့လင်းချင်ရေးစွမ်းဆောင်ရည်ဝေဖန်မှုကိုလူမှုကွန်ရက်မှာပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သူကငါကအပြစ်ပုံချခံရတဲ့သူဖြစ်နေတယ်လို့ပြောကြားခဲ့ပြီးမယ်ယွန်အသင်းကိုလူသိချင်းကြောင့်ဝေဖန်ခဲ့ပါတယ်။ဒါကြောင့်2024ခုနှစ်မှာဒေါမွန်ကိုအငှားပြတ်သွားခဲ့ပြီး2024 25ရာသီမှာတော့ချဲစီကိုအငှားထွက်ကစားခဲ့ရပါတယ် ်ချဲစီမှာသူဟာ15ပွဲမှာ3ဂိုးနဲ့ဂိုးဖန်နေမှု9ခြင်းပြုလုပ်ခဲ့ပြီးတောက်ဆောင်ရဲ့ဘိုင်းမှာတိုးတက်မှုရှိခဲ့ပေမဲ့မန်ယောအသင်းနဲ့ပတ်သက်လို့သူရဲ့တိမ်ဖင်းယုံညံ့တဲ့သဘောထားကိုပြသနေတာကသူရဲ့ professional စိတ်ဓာတ်ကိုမေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။ H-Ball ကပရိသတ်တချို့ကဆန်ဂျိုအာမန်ယူကိုခွတ်ဆောင်းခုတ်နေတာကိုဝေဖန်ထားပြီးသူရဲ့အပြုမှုကမန်ယူမှာခွေးပြင်ရဖို့ခက်ခဲစေတယ်လို့သုံးသပ်ထားပါတယ်။ professional စိတ်ဓာတ်ဆိုတာကစားမတရားရဲ့အလုပ်အပေါ်ဆက်ရထက်တန်မှု အသင်းပေါ်ရင်းနဲ့နေပြအဖွဲကိုလိမ်းစားမှုတရားတွေအောက်မှာစိတ်ပိုင်းဆိုင်ရာရင်းကျက်မှုနဲ့အသင်းရဲ့အကျိုးစီးပွားကိုဦးစားပေးတက်မှုတွေကိုဖော်ညွှန်းထားပါတယ်။ဒါဇာမားတယောက်နဲ့အသင်းသင်းအတွက်အလွန်အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်နေပါတယ်။အဲဒိုနီယာချိန်ဆုံးပြနိုင်ခဲ့ပေမယ့်အသင်းကိုလိမ်းစားတဲ့သဘောထားနဲ့ကွင်းပြင်ပါပြဿနာမဖြစ်အောင်ထိန်းသိမ်းထားတာကသူ့ရဲ့အနာဂတ်အခွင့်အရေးကိုထိန်းသိမ်းပေးနိုင်ပါတယ်။လက်ရှိမှာလည်းသူ့ကိုလိုချင်နေကြတဲ့အသင်းတွေကဝိုင်းဝိုင်းလည်နေပြီးသူကိုယ်တိုင်ကလည်းဘတ်ဂျက်မှာစက္ကစားရမယ်ဆိုရင်လအစာ30ရာလုံးရှော့ယူပေးမယ်လို့ပြောထားပါတယ်။ အဲလိုနေရဲ့ကွင်းပြင်ပါအပြုမှုတွေကသူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းပေးနိုင်ပြီးသူ့ရဲ့အနာဂတ်အတွက်အပြုသဘောဆောင်တဲ့အချက်တစ်ခုလည်းဖြစ်နေပါတယ်။ Professional စိတ်သက်ရှိတဲ့ကစားမတွေဟာအသင်းပေါ်တွေကိုလှုပ်ဆောင်မှုပေးနိုင်ပြီးအသင်းရဲ့စီးနှောင်ညှို့မှုကိုမြင့်တင်ပေးပါတယ်။နောက်ပြီးနေချင်းမှာဆရာထက်သန်စွာပါဝင်ပြီးနေပြရဲ့နေပြကကိုအကောင့်ထဲပေါ်ရမှာအပြည့်ဝစူးစမ်းတတ်ပါတယ်။ဒါဟာအသင်းရဲ့ကွင်းလွင်စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါတယ်။စံချွေရဲ့စိတ်သက်ကတော့အသင်းပေါ်တွေရဲ့စိတ်သက်ကိုထိခိုက်စေခဲ့ပါတယ်။ Reddit ပေါ်ကပရိသတ်တို့ကစံချွေရဲ့အပြုမှုကို အစိတ်အတောင့်ဆန်တယ်လို့ဖော်ပြထားပြီးဒါဟာအသင်းရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စေတယ်လို့သုံးသပ်ထားပါတယ်မီဒီယာအဖွဲ့နဲ့ပဏိပခဖိမှုဟာသူ့ရဲ့နာကတ်ကိုအကောင့်ထဲပေါ်ရမှလည်းအခက်အခဲဖြစ်စေခဲ့ပါတယ်။ဆန်ချွန်ရဲ့အသင်းကိုခွန်ဆောင်ခုတ်တဲ့အပြုမူဟာပရိသတ်တွေရဲ့ထောက်ခံမှုကိုဆုံးရှုံးစေခဲ့ပါတယ်။ Reddit နဲ့ H-Ball ကပရိသတ်တွေကဆန်ချွန်ကိုအသင်းကိုတစ်ဆာမရှိဘူးလို့ဝေဖန်ထားပြီးဒါဟာမန်ယူရဲ့ပုံရိပ်ကိုထိခိုက်စေခဲ့ပါတယ်။ဒီလိုအဆိုမြင်ပုံရိပ်ဟာစပွန်ဆာတွေရဲ့ယုံကြည်မှုကိုလည်းထိခိုက်စေနိုင်ပြီးအသင်းရဲ့ဈေးပွားရေးတန်ဖိုးရောကျလာစေနိုင်ပါတယ်။ ဒါကြောင့်အန်တိုနီဟောင်းမဲမောမျော်လင့်ထားသလောက်ဖြစ်မလာခဲ့ပေမဲ့အသင်းပေါ်လေးဆောင်းပွဲဖြစ်ရှိပြီး professional ဆန်စွာဆန်ချို့လို့ခွန်ဆောင်မခုတ်နေဘူးလို့ပဲကျွန်တော်ကတော့မြင်မိပါတယ်ပြိသက်များရဲ့အမြင်တွေကိုလည်းသိချင်ပါတယ်ပြောပေးခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီယိုလင်ကလောက်ပါမယ်နောက်နေ့မှလည်းအောင်စားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Boys Channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ